မင်္ဂလာပါချစ်တို့ရေ cooking with blessing run နေပြန်လဲချစ်ဆူလိုက်ပါတယ်ကဲဒီနေ့ blessing run နဲ့အတူလေးအိမ်မှာတုတ်ဖူးနွေးလေးအလွဲလေးလှုပ်ရှားရအောင်เนาะ blessing run အမြဲတမ်းတပတ်မှာတစ်ခါလှုပ်ရှားနေကြသည်တုတ်ဖူးနွေးလေးလုံနေလေးကိုချမိတ်ဆွေတို့ပြန်လဲတင်ပေးလိုက်ပါတယ်လို့သူကလေနူးနူးအီအီလေးနဲ့တုံတုံလေးဖြစ်နေရမယ်တိလားစားရလို့ရှင်လဲနူးအီနေရပဲကဲဒါဆိုရင်တော့အခုပဲစတင်လိုက်ရအောင်လားချမိတ်ဆွေတို့ရေ let's go right now ကဲစားတင်ကြမယ်လိုအပ်တာကဂလဘဲမုံရဲ့အာလူးမုံရဲ့ပြီးတော့ဆာမုံအနှဲငယ်လေးလိုအပ်ပါတယ်လို့ကဲအဓိကတော့ဂလဘဲမုံကကိုယ့်ရဲ့ခွက်ပေါ်မှာမူတယ်နော်ဂလဘဲမုံကနှစ်ခွက်ပါလို့ကဲပြီးရင်တော့ကော်မုံတို့မဟုတ်အာလူးမုံတို့မဟုတ် ဒီအတာလူမုံလည်းတုံလို့ရတယ်เนาะဘလစင်တော်ကတော့အာလူမုံတုံထားပါတယ်လို့အဲ့ဒါကဓမင်းစာဆွန်တုံဆုံးကို အသုံးပြုထားတယ်ပြည့်ဓာတ်ချင်းအပြင်ချစ်ချစ်လေးနဲ့မာမာလေးဖြစ်နေရမှာပေါ့เนาะကဲပြီးရင်တော့ဆမ်မုံเนาะဆမ်မုံကအဲဒီဓမင်းစာဆွန်နဇုံးမထည့်ပေးမယ်အဲ့ဒါကိုရောသမမွေးလိုက်ရအောင်เนาะကဲအဲ့ဒီထဲမှာမရေကခဏဘလစင်တော်တို့ တုံထားတဲ့အဲ့ဒီခွက်ကိုပဲနှစ်ခွက်ကိုထည့်ပြီးတော့မှပြစ်ပြစ်ကလေးဖြော်မယ်နော်အရင်ဦးဆုံး။ကဲသူကပြစ်နေဖို့အရေးကြီးတယ်။ကဲအဲ့တော့အားလုံးအနစ်လေးတွေမကြောက်အောင်ရောသမမွေပေးပြီးတော့စကားလေးနဲ့ပဲလဲထပ်စစ်ပေးမယ်။အဲ့ဒါမှလေသူ့ရဲ့မုတ်တားလေးတွေကလေနူညာပြီးတော့မှလေတုံတုံဤဤလေးဖြစ်နေမှာနော်ချမိတ်ဆွေတို့ရေ။ကဲဒါဆိုရင်တော့ဒါလေးကိုစစ်ထုတ်လိုက်ပြီဆိုရင်တော့ လက်ကြံကတော့ဟိုမှာအီးအီးလေးပဲကဲဒီထက်မှရေနွေးအရင်ချက်ထားရပါမယ်နော် ရေကို1လီတာပါလို့ကလပဲနှစ်ခွက်ဆိုတော့ရေလက်1လီတာအမှစနုံးမုံလေးနဲ့နဲ့ထည့်မယ်ကိုချက်နေတက်တယ်ဆိုရင်တော့ကဲဒီကြားကတမင်းစားဆွန်းနှစ်စွန်းလောက်ကိုထည့်ပေးမယ်တစ်စွန်းခွက်ဆိုလဲရတယ်နော်မမေ့ကြိုက်တယ်လို့ပါလို့ပြီးရင်စားအနေငယ်လေးထည့်မယ်ပြီးရင်စီပေါ့နော်စီကတော့လဖေး သမင်းစာစွန်၃စွန်းထည့်ပြီးအောင်နော်နှစ်စွန်းဆိုလည်းရပါတယ်လို့ကဲအဲ့တော့ကိုစူပတ်လာတဲ့အထည်ပလဇန်တို့ဆောင်းရအောင်နော်ကဲစူပတ်လာပြီဆိုရင်ပလဇန်တို့ခဏစစ်ထားတဲ့ကိုရဲ့မုံနဲ့လေးကိုလေးဖြည်းဖြည်းလေးလောင်းထည့်ရအောင်ဖြည်းဖြည်းလေးလောင်းလိုက်ပြီးတော့အမွေလိုက်ပေါ့နော်တကယ်ဆိုရင်တယောက်ကမွေတယောက်ကထည့်အဲ့လိုလုပ်ရအောင်ပလဇန်တို့က အနားမှာဘသူမှမရှိတော့လေကိုတယောက်တည်းလုံနေရတာဆိုကဲအင်ရှင်မတိုင်းကတော့တယောက်တည်းပဲချက်နေရတာပဲလေနော်ကဲအဲ့ဒါကိုမွေလိုက်အပေါ်ကနေလဲနည်း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 ချင်းစီလောင်းထမ်းဒီနည်းလေးလှုပ်ကြည့်ပါနော်ဒီနည်းကလေဟိုတချို့ကြတော့လေတညအဲ့လိုမျိုးရေစိန်ထားပြီးတော့မနဲ့မှလှုပ်ကြတယ်အဲ့လိုမဟုတ်ပဲနဲ့တခါတည်း9မိနစ်နဲ့ကိုတခါတည်းလှုပ်စားတဲ့နည်းလေး present တင်ပေးတာပါလို့တကယ်လို့ဒီထက်မှာ မယုတ်ကောင်းလေးထည့်ချင်လို့ဆိုရင်တော့နည်းနည်းလေးထည့်ပါလို့ကလေးတွေစားမယ်ဆိုတော့ပိုက်လေးတွေမနာအောင်ပေါ့ကွယ်ကဲဒီအကဲတူဖူးလေးရပြီဆိုတော့ခောက်ဆွဲစိန်ထားတဲ့ခောက်ဆွဲခောက်ဆွဲဘလို့စိန်ရမလဲဆိုတော့တင်ရစိန်ထားလို့လည်းရတယ်ပြီးရင်၄နိုင်၅နိုင်စိန်ထားလို့လည်းရပါတယ်ရှင်ပြီးရင်နှွေးရင်နှွေးပွတ်ပွတ်ထဲမှာခဏလေးဖြောလိုက်တဲ့တပေါ့ တကယ်ဆိုရင်ဗမာပြည်ကဒီခောက်ဆွဲဆန်ခောက်ဆွဲဆိုရင်လေစိတ်ဆရာတော့မလို့သူကအရာပြော့ဤပြီးတော့မှလေနူးညံ့နေတာအခု blessing တို့ကနည်းနည်းလေးဖြောပြီးတော့မှပေါ့နော်အဲပြန်လောက်တဲ့တဘောပါလို့ကဲအဲ့လိုဖြောပြီးသားဒီခောက်ဆွဲလေးကိုမှဒီတိုဖူရဲ့အိုးလေးထဲမှာတခါတည်းအလုံးလိုက်ထည့်လိုက်မယ်အလုံးလိုက်ထည့်ပြီးအလုံးလိုက်ပြန်ဆင်းမယ်နော်ကဲဒီနီးလေး အရာမိုက်တာကဲတူဖူနွေးမှာထဲတဲ့အစာပလာလေးတွေနမိတ်ဆက်ပေးပါမယ်ဒါကနန်စီမွေးပေါ့နော်အဲ့ဒါကအစာပလာမျိုးစုံလေးပါတယ်ဆော့ကော့ပါကော့တော့ပေါ့ဒါကကျက်တွန်ဖြူစီကျက် ငရုတ်တီပြီးမြေပဲဆိုင်လောပြီးရင်ဂျိုင်ညွတ်တို့ပဲလိုအပ်ပါတယ်လို့ကဲဘရမအူဆုံးပလက်ဇန်တို့ကနန်စီမွေးနန်စီမွေးကိုကိုယ်တိုင်လုပ်ထားတာအဲ့ဒါမှာဆော့ကော့ပါကော့တော့ပြီးရင်ဖွာချောင်းမုံတို့အားလုံးပါတယ်အမှ အစုံပဲအဲ့ဒါမွှေးနေရောဒါကျမတို့ကချင်ပြည်နယ်မှာအလှူစားတဲ့သူ့ဖုန်တွေ ပုံစံလေးပေါ့ကဲအမချက်သွန်ဖြူလီစီချက်လေးကိုပြန်ထည့်မယ်ကဲဒါပြီးရင်တော့အမမြေပဲဆန်လော်ထောင်လေးတွေကိုကိုချက်တလောက်ထည့်လို့ရပါတယ်နော်ကဲပြီးရင်အရေးကြီးတာဂျိုင်းညွတ်နော်ကိုရိုင်းသင်းရက်ကိုကြိုးပြီးထည့်လို့ရတယ်လို့ပြလဲဆိုတော့အသင့်ဝယ်ထားတဲ့ ဒီအချူလေးတွေကိုလည်းပြဆန်သုံးလို့ရပါတယ်လို့အဲ့တော့နိုင်နိုင်ထည့်ပေးရပါမယ်ကဲကျွတ်တွန်မိတ်ကျွတ်တွန်အမ်ဒီကိုကြတော့မိမိကြိုက်တယ်လို့ပါငရုတ်တီးလေးပါထည့်လိုက်မယ်နော်ကဲစားလို့ရပါပြီပြဆန်ကလည်းကိုယ်တိုင်လို့ဒီအီချာကွေလေးနဲ့ဆွဲပါမယ်လို့ကဲအရာနူးညံ့နဲ့တွေ့ရမလားပြဆန်ပြောပြီးအဲ့ဒီအဲ့လိုနူးနူးညံ့ညံ့လေးနဲ့စားရတာကိုပြဆန်ကအရာကိုကြိုက်တာအကြောင်းမို့ အဲဒီနီလေးကတော့အရန်ကိုလွယ်ကူတဲ့နီလန်းလေးမို့ချမိတ်စီတို့ပြန်လဲတင်ပေးလိုက်တာပါလို့ကဲမိသားစုကများတော့လေအဲ့မှာမိသားစုအဲ့ဒီဒါကလေ၈ရောက်လောက်ကတော့အေးစေးစားလို့ရတယ်နော်ဒီဒီအချိုးစားနေဆိုတော့ကဲအခုတူဖူးနှွေးရလဲတယောက်ပြီးတယောက်စားတာအဲပြီးသွားပြီဆိုတော့အဲ့မှာလက်ကြံလေး ကတူဖူနွေလက်ချန်လဲဒီတိုင်းမထားဘူးဥကမှာဆိုလို့အဲ့ဆိုဘလစ်ဆင်ကတူဖူသုံးလေးလောက်လိုက်တယ်ဒါကဟိုးအရင်တော့ကဘလစ်ဆင်ငငယ်တော့ကလေအဲ့ဒီကြောင်းမှာဝယ်စားဖို့တဲ့ပုံစံမျိုးလေးရိုးရိုးစီချက်လေးရဲ့ချက်သွန်ဖြူစီချက်လေးရဲ့ပြေစားလေးရဲ့အချူလေးရဲ့အဲဒီမိဘဆန်ထောင်းလေးရဲ့ပေါ့နော်ဒါလေးပဲအဲ့တော့မှအပေါ်မှာဖြူပြီးတော့မှဘလစ်ဆင်တို့ကြောင်းမှာလေငါးမူးငါးမူးတန်တို့ ခစ်ခစ်တုံးကပေါ့တဒါနတန်းခစ်တုံးကဆိုဒီလိုမျိုးအသုံးလေးတွေစားခဲ့ဖို့တဲ့တကြပ်ဖို့နကြပ်ဖို့ဝယ်စားလို့ရတယ်နော်အရာကိုမိမိုက်တာဒီလိုလေးလှုပ်ရှားကြည့်ပါလို့ခဲအားလုံးချက်ချလိမ့်မယ်လို့မျှော်လင့်ပါတယ်စီးဦးပါ